ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကဲ၃ခုနှစ်မှာမရလိုက်တဲ့မိတ်ဆွေတွေအားလုံးအတွက်ကိုဒီဗီဒီယိုဖိုင်လေးကိုထပ်တင်ပေးတာဖြစ်ပါတယ်ဗျနော်ကျွန်တော်ရဲ့ comment အောက်မှာလည်းဆရာကြီးကျမတို့ဘလို့ယူရမလဲဘလို့ထိုးရမလဲလာလာပြီးမေးနေကြတဲ့မိတ်ဆွေတွေအတွက်ကိုလည်းဒီဗီဒီယိုဖိုင်လေးကိုတေချာလေးနားထောင်ပေးပါလို့မိတ်ဆွေတွေအားလုံးကိုကျွန်တော်ပြောချင်ပါတယ်ကဲကျွန်တော်တို့က၃ခုနှစ်မှာကျွန်တော်တို့ဘက်ကလူဦးရေ28ယောက်တိတိမြန်မာပြည်သားအားလုံးကိုကူညီပေးခဲ့ပါတယ်လူဦးရေကန့်သက်ချက်လေးနဲ့ကူညီပေးခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ထိုင်းဝန်ကြီးနဲ့တရားဝင်စာချုပ်ချုပ်ဆိုရတာဖြစ်ပါတယ်၄ချိန်မြောက်ကိုစာချုပ်ချုပ်ဆိုရတာဖြစ်ပါတယ်နော် ကဲဒါကြောင့်မလို့ကျွန်တော်တို့3399ကျွန်တော်တို့3992ကျွန်တော်တို့3962เนาะကျွန်တော်တို့3ချိန်မြစာချုပ်ချုပ်ဆိုတာပြီးတော့ဒီတစ်ချိန်ကကျွန်တော်တို့4ချိန်မြဖြစ်ပါတယ်တစ်ချိန်စာလျင်လူဦးရေ28ယောက်ခန့်တိတိကိုကျွန်တော်တို့ပေးဆောင်တာဖြစ်ပါတယ်ကဲဒါကြောင့်မလို့ဘလို့ထိုးရမလဲဘလို့ယူရမလဲမိတ်ဆွေအားလုံးကျွန်တော်တို့ကလူဦးရေကန့်သက်ချက်28ဦးပြည့်ရင်လုံးဝမပေးတော့ပါဘူးเนาะဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ထိုင်းချိတ်တို့ကောက်ကောက်ပေါက်ချင်တယ်လိုချင်တယ်အမှန်တကယ်ရချင်တယ်ဆိုတော့မိတ်ဆွေတွေเนาะအခက်အခဲဒုက္ခတွေရှိတယ်ငွေကြေးအခက်အခဲရှိတယ်စီးပွားရေးနဲ့ပဲပတ်သက်ပတ်သက်เนาะကျန်းမာရေးနဲ့ပဲပတ်သက်